မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရစေကျွန်တော်ကိုကန့်မှာဘောလုံးပြောင်းရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာပရမတ်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Star ပေါ်ပြတာတဲ့ Manchester United နဲ့ Chelsea တို့နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းဖြစ်ပါတယ် Manchester United အသင်းကဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ Chelsea အသင်းကခေါ်ယူခြင်းခဲ့တဲ့ Chelsea ကိုရောက်ဖို့အနည်းဆက်ဆုံးအခြေအနေမှာရှိခဲ့တဲ့ Argentina တောင်ပံကစားသမား Alejandro Garnacho ကိုပြောင်းရွှေ့ခြင်း အနည်းဆုံးပေါင်65သန်းပေးချေရမယ်လို့ချယ်ဆီသတင်းအကြောင်းပြန်ခဲ့တယ်လို့စတားမှာဖော်ပြထားတာပါအလီယန်ရိုဂနာချူတယောက်ချယ်ဆီကိုရောက်ပြီလို့ပဲကျွန်တော်ထင်ခဲ့တာဗျဒါပေမဲ့အကြောင်းရင်းမျိုးကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ချယ်ဆီကိုမရောက်လာဘူးအခုဘလုံးပြောင်းရွှေ့အစ်စ်ရောက်တဲ့အခါကျရင်ဂနာချူချယ်ဆီထပ်ပြီးတော့ကန်လန်မလားဆိုတာစောင့်ကြည့်ရမယ်သဘောမျိုးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ချယ်ဆီရဲ့အပြောင်းရွှေ့ပြစ်မှတ်တွေကဒါကျွန်တော်တို့ချယ်ဆီပြည်သက်ဗျချယ်ဆီသတင်းနဲ့ပတ်သက်ပြီးပိုထဲထဲဝင်သိတယ်ကစားသမားအကြောင်းအသင်းရဲ့အခြေအနေသိတယ်ဒါပေမဲ့ ကစားသမားခေါ်ယူရေးမှာအဲ့လိုတောင်းတင်ရမရတယ်တရင်ထွက်တာချက်စီကအဆိုးဆုံးပဲဗျအဲ့တကြောင့်ဟာကာနာချိုးမခေါ်နိုင်ပါဘူးကွာလို့လည်းပြောလို့မရအောင်လိုတော့လိုလားလိုလားဆိုတော့လည်းမလိုဘူးတိုးတော့ချက်စီ sporting director နှစ်ယောက်ဖြစ်ချင်တဲ့စန္ဒတွေလှုပ်ချင်တဲ့လှုပ်ရက်တွေကအတိအကျမခံမနိုင်တဲ့အတွက်အလီယန်ဒရိုကာနာချိုနဲ့ချက်စီတို့ရဲ့အပြောင်းအရွှေ့တွေကဖြစ်ကောင်းဖြစ်လာနိုင်တယ်တိုးပေမဲ့ပေါင်65တန်းဆိုတဲ့အမောင့်ပမာဏကချက်စီတို့ကဦးစားပေးခေါ်ယူမှုတစ်ခုမဟုတ်တဲ့အတွက်ကြောင့်အပြောင်းအရွှေ့ဖြစ်ဖို့ဆိုတာကတော့အလန်းဝေးနေသေးတယ်ဒါအပြင် ်ဂျေဒန်ဆန်ချိုရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲအခုထိတိတိကျကျအဖြေမထွက်သေးဘူးဂျေဒန်ဆန်ချိုကိုချက်စီးတင်ရ obligation with buy ထည့်ထားတယ်ဒါပေမဲ့ကတ်တက်ချက်တစ်ခုတော့ရှိတယ်ချက်စီးတင်ဒီ one to 14เนี่ยโอမဝင်တဲ့ခါကျရင်အဲ့ obligation with buy ဝယ်စရာမလိုဘူးပေါ့နော်အသက်သွင်းစရာမလိုဘူးပေါ့ဗျာတကယ်လို့1 to 14နဲ့ဝင်တဲ့ခါကျရင် Jaden Sancho ကိုဝယ်ပေးရမယ်အခု Chelsea က1 to 14နဲ့ဝင်သွားပြီအဲ့တော့ Jaden Sancho ကို obligation with buy အတိုင်းမဖြစ်မနေဝယ်ပေးရမယ်မဝယ်ဘူးကွာမသိဘူးကွာဆိုရင် Chelsea အနေနဲ့ penalty fees ပေးရမယ်ပေါင်5000ဖြစ်ပါတယ်အခုချိန်မှာ penalty fees 5000ပေးမှလား Jaden Sancho ပေါင်25000နဲ့ခေါ်မှလားဆိုတော့တည်င်းတိတိကျကျမထွက်သေးဘူးတည်င်းကတော့ဒီချိန်မှာမျိုးစုံထွက်တာ Jaden Sancho ပြန်ပေ ေးမယ်နော် penalty fees ၅သန်းပဲပေးလိုက်မယ်ဒါမှမဟုတ်လဲခေါ်လိုက်မယ်အဲ့အတွက်ကြောင့်အခုသတင်းတွေထွက်နေသလို Alejandro Garnacho နဲ့ပတ်သက်တဲ့သတင်းတွေခဏဘေးပဲထားလိုက် Alejandro Garnacho ရောက်ရေးမရောက်ရေးတဲ့ Jadon Sancho United အသင်းကိုပြန်ပို့ရေးမပို့ရေးရာနံပါတ်1အရေးကြီးဆုံးကိစ္စဖြစ်ပါတယ်တကယ်လို့ Jadon Sancho ကိုပြန်ပို့ပြစ်ခဲ့ရင်တော့ဗျာဒါ Garnacho လိုကစားသမားမျိုး investment လုပ်ရင်လည်းအမှားမရှိဘူးလို့တော့ထင်တယ်ဘာကြောင့်လဲဆိုတော့အသက်အရွယ်အရင်ငယ်သေးတာကိုဒီချိန်မှာ United ပြည်သက်အများစု Chelsea ပြည်သက်အများစုကတော့သူ့ရဲ့ finishing ဘိုင်းနဲ့ပတ်သက်ပြီးသဘောမကျကြဘူးတို့ပေမဲ့လည်း Argentina ီးနားသားတွေဖြစ်တယ်ဘယ်အရာမှပုံတွေတွက်လို့မရအောင် finishing ကောင်းလာတဲ့တစ်ချိန်ကျရင်ကနာချိုရဲ့ယုံအားတူအားနဲ့ပေါင်းဆက်ပေးလိုက်ရင်တော်တော်အဆင်ပြေလာနိုင်တဲ့ကစားသမားဖြစ်မှာဗျတိုးတော်လက်တွေ့ကြကြခေါ်ဦးဘူးကတော့တိတ်မလွယ်ဘူးလို့တော့ကျွန်တော်သုံးသပ်မိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့ဖူမာကာတူကဖော်ပြထားတဲ့သတင်းဖြစ်ပါတယ်အာစနယ်သင်းရဲ့တော်မန်တိုက်စစ်ကစားသမားဟောင်း Necklas PP ကို Everton နဲ့ Wolves တို့ကခေါ်ဦးဘူးအတွက်စိတ်ဝင်စားနေလို့သိရပါတယ်နက်ကလပ်စ်ပီပီကလက်ရှိချိန် Valerian မှာကစားနေပြီးတော့ Southampton အခု ဘောလုံးရတယ်မှာကုံဆုံးမှလည်းဖြစ်ပါတယ်အရင်တော့ကလိုင်လီကပြောင်းစဉ်အချိန်ကာလမှာနက်ကလပ်ပီပီတွေတကယ်ကျန်းခဲ့တဲ့တောင်မန်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်အဲ့တော့ကြောင့်အာစတန်တင်းကတောင်းရှိချီအများကြီးတုံးပြီးတော့နက်ကလပ်ပီပီကိုခေါ်ခဲ့တယ်တိုးတော့ပရီးမီးယားလိမှာထင်သလိုဖြစ်မလာခဲ့ဘူးအခုအသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှာတော့နက်ကလပ်ပီပီကို ုံသဏ္ဍာန်တစ်မျိုးနဲ့အတုံးပြူခြင်းလို့မြန်ဒီကလပ်တင်းနေစိတ်ဝင်စားနေသလားပေါ့ကသာသမားတယောက်ကလည်းဟိုအသင်းတစ်သင်းမှာမအောင်မြင်ပေမဲ့တာမန်အသင်းတစ်သင်းမှာအောင်မြင်နိုင်တယ်ပုံတွေတွက်ထားလို့မရတဲ့အရာတစ်ခုဖြစ်ပါတယ်ကျွန်တော်က Necklace PP ကို Premier League မှာပြန်ပြီးမြင်ချင်ပါတယ်ခင်ဗျ ဟုတ်ကဲ့တလက်ဆာရဲမစ်ဆက်ပေးချင်တာတော့ကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ football game မှာ football game မှာ i-back ကို၈ကို၅သလုံး miss နဲ့ sport ၈ကိုကိုကစားလို့ရပါတယ်။ထိုင်းဘက်ကွင်းနဲ့လည်းကစားနိုင်ပါတယ်။အသေးသေးတော့ဘဘနံဘတ်၆သလုံး၇သလုံး၅သလုံးနဲ့၉၆၆တသုံးလုံးတုံညာသလုံးမှာဆက်သွယ်ဆုံးတဲ့မိမျက်နိုင်ပါတယ်ခင်ဗျ။ Okay နောက်တဲ့သတင်းတစ်ပုဒ်ကတော့မနေ့တနေ့ရပါတော့ Fabrizio Romano official he we go လောက်ခဲ့တဲ့ Trent Alexander-Arnold ရဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်။အ Trent နဲ့ Liverpool ရဲ့နော် South တန်တိုးရေးမတိုးရေး Real Madrid ကိုပြောင်းရွှေ့နိုင်ခြင်းမပြောင်းရွှေ့နိုင်ခြင်း ပုံမြင်ကြီးကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အာနိုဟာဇူလိုင်လမှာရီယယ်မက်ဒရစ်အသင်းကို 6နှစ်စာချုပ်နဲ့ပြောင်းရွှေ့တော့မှလည်းဖြစ်ပါရခင်ဗျ။ဖော်ပြထားတဲ့သတင်းထဏာတွေကတော့အများကြီးဖြစ်တဲ့အတွက်ကြောင့်ဘယ်သတင်းထဏာကဘာဆိုတာတော့မပြောတော့ဘူးပေါ့နော်။နာမည်ကြီးသတင်းထဏာမှန်သမျှဖော်ပြပြီးဖြစ်တဲ့အတွက်ဒါ Trent Liverpool တင်းကနေထွက်ခွာဖို့က100%တည်ချသွားပါပြီ။အဲ့တော့ Trent ကို Liverpool ကဒီ Zone မှာ FIFA Club World Cup အမီ Real Madrid အသင်းစီကိုညှိနှိုင်းပြီးရောင်းမယ်ဆိုတဲ့သတင်းတွေတက်ခဲ့သေးတယ်ဗျ။ဒါပေမဲ့ဖြစ်မလာဘူးပေါ့နော်။ Real Madrid အသင်းကဒီ FIFA Club World Cup မှာ Trent ပါရေးမပါရေးတဲ့စာရင်ဇူလိုင်လမှခေါ်မှာဖြစ်တဲ့အတွက်ကြောင့်အလွတ် ်ပြောင်းရွှေ့ခြင်းနဲ့ခုံနိုင်ပါလိမ့်မယ်အဲ့တော့ဒီနေရာမှာအလွတ်ပြောင်းရွှေ့ခြင်းဆိုပေမဲ့ကစားသမားတကယ်ကြီးတန်ကြီးရော့နေသွားတာလားဒါမှမဟုတ်ဘလို့အခြေအနေရှိလဲမသိသေးတဲ့ညီကိုတွေကိုအနည်းငယ်ကျွန်တော် sharing လေးလုပ်ပေးခြင်းတယ်ကျွန်တော်ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်မယ်ဆိုရင် Liverpool ကိုပဲအဲ့ transfer fees မပေးရတာတတိယအပြင်စာချုပ် legend တက်တန်းဘာမှမရှိတော့တဲ့အတွက်ကြောင့်အဲ့ဒီရော့ကြီးမပေးရတာတိုးတော့ကစားသမားကိုကျွန်တော်တွေက စိုင်းကင်းဘောနပ်စ်ပို့ပေးရတယ်လက်မှတ်ထိုးကြီးအဲ့ဒီလက်မှတ်ထိုးကြီးဟာထရန့်အလက်ဇန်ဒါအာနိုရဲ့ပြောင်းရွှေ့ကြီးလောက်လည်းဖြစ်ရင်ဖြစ်သွားမယ်အထက်နေကောင်းလည်းနေနိုင်တယ်ထေချာတကူကတော့လီဗာပူးဟာအပစက်မရတော့ထရန့်ကသူကိုပိုင်ရသွားတယ်ဆိုတဲ့သဘောမျိုးပဲအေဂျင့်ကတွေပို့ပေးရတယ်ရှိမယ်ထေချာကလောက်ကပမာဏကမနှဲမနှော်ပေးရမှာပါလောက်ကပမာဏကဟိုတင့်တင့်အောင်လို့နေအောင်လို့ညှိနှိုင်းဆွေးနွေးလို့မရပါဘူးအလွတ်ပြောင်းရွှေ့ကြီးနဲ့ရောက်လာတဲ့ကစားသမားကသူ့ရဲ့ salary fees များကိုများပါတယ်โอเคအဲ့တော့ကျွန်တော်နောက်ထပ် ESPN ရဲ့ပေါ်ပြချက်ထဲမှာဆိုရင် Trent က Liverpool အသင်း ကန်လန်ခဲ့တဲ့လာစာတိုးပေးထားတဲ့ကန်လန်မှုကိုလည်းပယ်ချခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒါကလည်းရှေ့ပြေးသတင်းတွေအနေနဲ့ကျွန်တော်တို့ကြားခဲ့ပြီးသားပါအဲ့တော့ရှေ့မှာထွက်ခဲ့တဲ့သတင်းတွေမှာဆိုရင် Real Madrid တင်းမှာရမယ့်လာစာထက်ကိုပို့ပေးပြီး Trent ကိုကန်လန်ခဲ့တာပါဒါပေမဲ့ Trent ကတော့ဘလို့ရွေချက်မျိုးလဲတော့ဒါကျွန်တော်တို့မပြောတတ်ဘူးပေါ့နော်ကစားသမားတစ်ယောက်ရဲ့အဲလွတ်လပ်ပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့် Liverpool ပြည်သက်တွေကတော့သဘောကျချင်မှကြားလိုက်မယ်တိုးတော့သူ့ရဲ့လွတ်လပ်ပိုင်ခွင့်ကိုမင်းကမှန်တယ်မားတယ်ကျွန်တော်ကဘာဖြစ်လို့ဆုံးဖြတ်ပိုင်ခွင့်ရှိမှာတော့အဲ့တော့သူ့မှာလည်းသူ့အတွေးခေါ်ပိုင်းရှိမှာပေါ့ငွေ ကြောင့်ဖြစ်စေအောင်မြင်မှုကြောင့်ဖြစ်စေလီဗာပူးရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့တော့ကျွန်တော်ယူဆခဲ့တယ်အော်စတီဗ်ဂျီဖြစ်တိုင်းထရန့်အလက်ဇန်ဒါအာနိုဖြစ်ချင်မှဖြစ်တာပါအားလုံးကကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်နဲ့ရွေးချယ်ဆုံးဖြတ်တဲ့အပိုင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဘာမှတော့မပြောလို့ပါဘူးတခြားတစ်ခုကတော့နောက်လာမယ့်ဘောလုံးရာသီမှာထရန့်အလက်ဇန်ဒါအာနိုဟာရီယယ်မက်ဒရစ်အသင်းရဲ့ကစားသမားတရားဝင်ဖြစ်လာပါတော့မယ်ခင်ဗျကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ဆွေးနွေးရအောင်ခင်ဗျဒီသတင်းကတော့ မေရာကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Southampton နဲ့ England ကိုဒီမှာ Aaron Ramsey ကို Manchester United နဲ့ Watson တို့ကအလိုရှိနေတယ်လို့သိရပါတယ်။ Watson လိုရှိတာပြဿနာမဟုတ်ဘူး။ United အနေနဲ့ Ramsey ကိုအလိုရှိလို့မရဘူး။ Ramsey တဲ့ကောင်းတဲ့ကိုဒီမှာတယောက်ကိုပိုအလိုရှိမှရပါလိမ့်မယ်။ Ramsey ဗျာအမာရင်းနေ Arsenal မှာအများကြီးကျူးလွန်ခဲ့တယ်။အဲ့အတွက်ကြောင့် အာစနယ်ကဒေးဗစ်ရိုင်ယာနဲ့စားထိုးခဲ့သေးတာပဲမဟုတ်လားအဲရမ်စီကိုစိတ်ဝင်စားတာကအရန်ကိုသမားတယောက်အနေနဲ့လည်းမဖြစ်နိုင်ဘူးသူ့ကိုပေးရမယ့်လောကပမာဏတွေပြောင်းရွှေ့ကြီးပမာဏတွေကအရန်ကိုသမားတယောက်ထက်လည်းပိုပြီးတော့များမှာအဲယူနိုက်တက်အနေနဲ့အန်ဒရီအိုနာနာကို sorry pro league club တင်းတင်းစီကိုရောင်းချမယ်ဆိုရင်တော့ ိုနာနာထက်ပိုပြီး stable ဖြစ်မဲ့ ram state ထက်ပိုကောင်းမဲ့ကစားသမားတယောက်ကိုပဲခေါ်ဦးတင်တယ်လို့ထင်ပါတယ်အခုလက်ရှိအချိန်မှာပေါ်တိုဂိုသမား diogo costa နဲ့တည်င်းတွေထွက်နေပြီမဲ့ costa က man city အသင်းကိုရောက်ဖို့အတွက်အတော်လေးအချိန်နေနီးနေပြီဖြစ်တဲ့အတွက်ကြောင့် united အသင်းရရှိဖို့ဆိုတာသိပြီးမလွယ်ပါဘူးကျန်တဲ့ဂိုသမားတွေကိုပဲ united အနေနဲ့ ပြစ်မှတ်အဖြစ်ထားပြီးလိုက်တင်တယ်လို့ကျွန်တော်ယူဆပါရယ်ဝက်ဆန်ကတော့ပြဿနာထွေထူးမရှိဘူး Ramsey လို့ကုသမားနဲ့ဟိုလိုက်ဖက်ခြင်းမလိုက်ဖက်ခြင်းနဲ့ဆိုင်ရင် Ramsey နဲ့ဝက်ဆန်တို့ရဲ့ class တစ်ခုကတော့ညီမျှတယ်လို့ကျွန်တော်ယူဆပါရယ်ခင်ဗျာဟုတ်ကဲ့ဒါတော့ဒီကနေ့ရဲ့အပြောင်းရွှေ့တရေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ